တို့စိုက်လားဒါတော့ကြားတယ်အဲ့မုတ်ဈေးတဲ့မုတ်တဲဆိုလေအရန်ညမုံကြိုးတာไอ้กามาเลยก็ซีไปไล่แจ่เนี่ยဆိုပြီးတော့เจ้ามาเอ่อဒီအခန်းကနေဘဏ္ဍထုတ်ယူมาလဲဒီခန်းကဘဏ္ဍထုတ်ယူมาတခါတော့ order ကောက်တာဝယ်ကြတယ်တော့ဘယ်လိုလဲซีไปကပ်ပါတယ်ထင်လားဒီခုကซีไปရဲ့ဘက်ကိုခဏလေးပေါ့เนาะအာ focus ထားနေရဲ့အချိန်ပေါ့ဟိုပေါ့เนาะတချို့တွေက street wear တွေရဲကြိုက်တာရှိတယ်ဒါပေမဲ့ဒီနိုင်ငံမှာ street wear brand ကိုတခြား brand ကြိုက်တဲ့လူတွေတည်တန့်ရှိကြတယ်ဒါပေမဲ့ အဲဘရန်တက်ကိုမှ street wear ရောင်းတဲ့လူဆိုတာကတော့ရှားတယ်အဲဒါတော့ဟိုကိုတယောက်တယောက်လောက်တာမဟုတ်ပါပေါင်းလောက်ကြာဆိုတော့ အမ်ဒါပေမဲ့အခုအချိန်မှာကိုဖြစ်ချင်တဲ့အရာလေးတစ်ခုကိုဖြစ်လာရဲဆိုတော့ပီတိရဒီနေ့ဘာနဲ့မှအောင်လဲလို့မရအောင်ဒီကလှုပ်လိုက်တဲ့အခါကျတော့အရင် challenge တွေအရင်များတယ်အရင်အတော်တော်များတယ်ဘာလို့ဆိုဒီနေ့ဆိုလို့ရှိရင်ဒါဆိုင်မွေတနားရီပဲအရာတွေအော်ညလုံးပါဘာလို့လဲဆိုတော့ကအများကြီးလိုက်ပြီးတော့လူတွေအများကြီးတုံးပြီးတော့လုံနေရမှာမဟုတ်ဘူးကိုလို့အဓိကကိုကိုယ်တိုင်းပဲအကုန်လိုက်လို့တာ 在里面打鱼了。တကယ်ဒီဆိုင်ဖွင့်တော့မယ်ဆိုတွေးလိုက်တဲ့အချိန်မှာလည်းပေါပေါပပလေးပဲတွေးခဲ့တာဒါပေမဲ့တောက်ဝက်လောက်ရောက်တဲ့အချိန်မှာလည်းအရန် flat ပြနေပြီသူကဒါပေမဲ့ငါတောက်ဝက်လောက်ရောက်နေပြီဆက်လုံးမရတော့မယ်မလုံးလို့မရတော့ဘူးဒီနေရာကြီးနဲ့လည်းရက်ချလိုက်လို့မရဘူးဆိုတော့စိတ်ပေါ့နော်အဲ့အနေအငါလုံးမယ်ငါငါရအောင်တော့လုံးမယ်ပေါ့အဲ့အနေအဲ့အဲ့လိုမျိုးနဲ့တွေးတွေးပြီးတော့ကိုယ့်ကိုယ်ပဲအားပေးပြီးတော့ပဲဒီနှစ်လအတွင်းမှာဒီလိုမျိုးလေးဖြစ်လာတာပေါ့လေ တောင်းအာတောင်းညာကဒါဘယ်ဘလောက်တောင်းညာလဲတောင်းညာလဲဆိုရင်နှစ်တန်းတောင်းလာတော့ကဆိုလို့ရှိရင်ငငယ်လေးရှိတရားကိုဖြစ်တယ်ညီမကအမေချက်မိုးမိုးပဲအဲ့လိုမတောင်းဘူးအလိုချင်တဲ့ပစ္စည်းပဲရှိဆိုတော့အမေအဲတမီးပေါ့နော်တမီးကိုဒီပစ္စည်းလေးဝယ်ပေးပါလားဆိုပြောလို့ရှိရင်အေးဝယ်ပေးမယ်ဆိုရင်တစ်ခေါက်ပဲပြောတာနှစ်ခေါက်မပြောဘူး အဲ့လိုမျိုးအရင်ကမာလာကြီးနှစ်ခေါက်ပြောနှစ်ခေါက်ပြောပြောဝယ်ခိုင်းရပစ္စည်းလည်းမလို့ခြင်းဘူးသူများရှာလည်းမမမတောက်သူအတော်ရဲ့အဲ့လိုမျိုးလည်းမတောက်ပောက်ကပဲနေရနေအဲ့လိုမျိုးဆိုတော့အဲ့ပစ္စည်းတခုလို့ခြင်းမျိုးဆိုလို့ခြင်းကိုအဲ့အချိန်တည်းကစဉ်းစားတာအเจ้าမဆိုလေအဲ့မုတ်သေးတဲ့မုတ်တဲဆိုလေအရင်ညမုံကြိုးတာအဲ့ကောင်မလေးကကောင်စီးပိုင်းလိုက်ပြတ်နေရဆိုပြအဲ့လိုလမ်းထဲမှာလေးအဲ့လိုအရင်တော့ရှုပ်ရှက်ထုတ်လေးပေါ်ကစားဘယ်နှတန်းလဲဆိုတော့တန်းနှစ်တန်းလောက်ပဲရှိုံမယ် ်အရှုရက်ထုတ်လေးအဲ့လိုမျိုးစာကလေးကိုတို့အဲ့ဒါဆိုတော့ဖောက်တဲ့ရင်လည်းယူလာအဲပြီးလို့ရှိရင်ကိုယ်တိုင်ပတ်စံမဆိုင်ဘူးညီမဘယ်လိုလုပ်လဲဆိုရင်ကျောင်းမှာအဲဒီအခန်းကနေဘဏ္ဍထုတ်ယူมาလဲဒီခန်းကဘဏ္ဍထုတ်ယူมาတခါတော့အော်လာကောက်တာဒါလည်းအော်လာကောက်ပြီးတော့မှကွက်တီယူပါပိုပိုလည်းမယူပါဘူးခုနှစ်တန်းလောက်တော့လည်းအဲ့လိုပဲနှင်းဘူးတွေဆိုလည်းရောင်းနေခုနှစ်တန်းပြီးတက်ကတိုးတက်ကတိုးဆိုဆက်ပြားကြီးနောက်ဆုံးဟိုဟာထမင်းလိုက်တော့မနေရဘူးဝယ်ကြတယ်တော့ဘယ်လိုလဲစီးပွားရေးကပ်ပါတယ်တဲ့ အဲ့အမေတိလာငယ်လေးကစူပါရဲ့အဲ့လိုရောက်တာအမေအမေအားအနောက်က support တယ်လေအဲ့နင်းမှုကိုကျောင်းမှာမုတ်ဈေးတန်းအန်ဒီရရှောင်းတာ900နဲ့ရောင်းတယ်ညီမအကြောင်းညီမမိကဒီကုံတယ်ဆိုတော့ဒီတင်းစိအများသွားဖြစ်တယ်ဘောအဲ့ဆိုကြည့်အဲ့မှာညီမတွေ့တာအဲ့နင်းမှုကိုတွေ့တာတော့အဲ့နင်းမှုကအဲ့မှာအရင်စီက150ပဲရှိတယ်အော်အဲ့တော့ညီမကညီမအဲ့ဆိုရင်ငါအဲ့ဟာ150နဲ့ဝယ်ပြီးတော့ငါ200မြတ်တင်ပြရောင်းငါ350ဈေးရအနည်းရ900ရောင်းတာ ငါ150တက်တာပြီးရောင်းလိုက်ပြီငါစီမှာပဲဝယ်မှာပေါ့သူတို့စီကမွဲတော့ဘူးဆိုရင်ပြမစီကတော့လိုက်ပြတာအဲ့ဒါအဲ့လိုပဲစရောင်းကြည့်လိုက်ဆိုင်ရောင်းကြည့်အိုးရောင်းကအမိုက်စာရောင်းကဆိုဘူး40 50တိတ်ရအဲ့လိုမမြင်မှားလိုက်တယ် transportation ကလည်းမပြီးမပေးရအောင်လေဒီပြားမပေးကြမလို့အမေနဲ့ပဲလမ်းကြုံတည်လာခဲ့လိုက်ရုံပဲဆိုတော့အမေဝက်ကပေးပါအောင်ဒါလေးသမီးကဘနက်ဘနက်ဘူးဘနက်ဘူးဆိုပြအเจ้าမှာရောင်းတယ်အမိုက်စာအမ်ဘိုးစီရဲ့အန်ဒီမနောအဓိကဟိုမိမိသားစုလည်းဒုက္ခမပေးချင်တာလည်းပါပါတယ် အဲ့လိုမျိုးကိုယ့်အကိုပဲကိုချလောက်ပေါ့ကိုရက်တည်နိုင်ရဲ့ main glitter ဖြစ်ရတာကိုပို့ပြီးတော့သဘောကျတယ်ပို့ပြီးတော့အဲ့လိုဖြစ်ဖို့အတွက်လည်းပို့ပြီးတော့စ조사တယ်အဲအသက်ရတစ်ခုနဲ့တစ်ခုကြီးလာတဲ့အမြားလည်းခုနပြောလို့လေအဲညီမကအဲအရာလို့ပေါ့နော် balance ဖြစ်သွားလို့လှုပ်သွားမယ်ဆိုတော့စိတ်လေးတစ်ခုဖြစ်လာတာပေါ့ အအခြေခိုင်တဲ့စီးပွားရေးတစ်ခုလဲငါတစ်ဖက်ကနေငါအစအစနဲ့ငါလုံးမယ်တစ်ဖက်ကလည်းအဲဒီပေါ့နုပညာလုံးလဲကိုကနဘိုင်းလုံးပြီးလုတ်သွားမယ်နှစ်ခုပေါ့နှစ်ခုအဲ့လိုချိန်ပြီးလုတ်သွားမယ်ဆိုစိတ်လေးဖြစ်လာအဲအဲ့လိုမျိုးလေးဖြစ်လာအဲ့တော့တစ်ဖက်ကိုအဲခဏလေးအားဆိုင်လိုက်တယ်ပြီးလို့ရှိရင်တော့ဒီအကုန်လုံးနည်းနည်းလေးအခြေအနေခိုင်လာလို့ရှိရင်ဟိုတွတ်နေသူပေါ့အစဉ်ပြေပြန်လုံးမယ်ပေါ့အဲအဲ့လိုမျိုးလေးဖြစ်လာပေါ့ကျွန်တော်ရဲ့ entry of graduate scientific program အောင်မြင်စွာဖွင့်လှစ်ကြောင်းကျေးညာအပ်ပါတယ်ခင်ဗျာ ခုနပြောလို့ဒီခုကစီးပွားရေးဘက်ကိုခဏလေးပေါ့နော်အာဖိုကတ်ထားနေတဲ့အချိန်ပေါ့ဒါလေးကတော့နဲ့သူအစတေဘယ်ဖြစ်သွားပြီဆိုတော့အချိန်ကြာလို့ရှိရင်ညီမအဲဒီအနုပညာဘက်ကိုပြန်ပြီးတော့ပြန်လှုပ်လို့ရပြန်လှုပ်ဖို့အတွက်ပေါ့နော်အချိန်နေရရပေါ့အဲခုကတော့မရနိုင်သေးဘူးပေါ့နော်ဒါဘာလို့လဲဆိုတော့ဒီဟာကြီးဒီညီမအလုပ်တဲ့ကောညီမအယုံဆိုင်နေရတယ် ြောလို့ရှိရင်ညီမတို့အဲဓပုံရိုက်ဖို့တောင်မှညီမအချိန်တခုမပေးနိုင်ဘူးဖြစ်နေ။ခုနကညီမဟိုဒီနေ့တောင်မှပဲတနေ့ကုန်နေမှတနားလောက်ပဲအေးရ။အရှိရက်တွေဆိုဒီစိုက်ဖို့ဖို့နီးတာလေးလေးတပတ်လောက်ဖြစ်လာလေးလေးအဲအဲ့လိုမျိုးတနေ့ကို၄၅နာရီပဲအေးရ။ဆိုတော့အဲ့လိုမျိုးအခြေအနေတွေမှာဒီလိုမျိုးနှစ်လလောက်အချိန်ဒီမှာညီမမလုံနိုင်ဘူး။အရှိရမှာကြတော့လည်းခုနကညှိမြတာမျိုးရှိတယ်။နုပညာနဲ့ပတ်သက်ပြီးတော့အဲအဲ့တော့အဲအဲအဲ့ဆိုလည်းထားလိုက်တော့ပေါ့နော်။အဲငါငါနဲ့အဆင်ပြေတဲ့ချိန် အဲပြီးတော့ကိုကိုဒူတိုင်းမှာဟိုဘယ်လိုသူ့အခြေအနေဆိုတာသူရောက်လာမဲ့အခြေအနေဆိုတာ saturation ရှိပြီသားအဲအဲ့အခြေအနေကိုပဲစောင့်မယ်ပြီးတော့အဲကိုဘက်ကလုံးဆက်ရှာလေးလုံးမယ်ကိုကမှဒီနုပြရလို့ကိုမစွန့်လို့နိုင်လားသဘောကျရချစ်တယ်ဒီချစ်တယ်ဆိုတော့အဲနှစ်ခုလုံးတွဲလို့သွားမယ်ပေါ့ဒီပစ္စည်းတိုင်းမှာလည်းသူ့ scam နေရှိရလေပြီးတော့နောက်တစ်ခုကကျတော့ညီမတို့ကဒီသူ့ရဲ့ဟိုလူတွေကအဲ တခြားဟိုပေါ့နော်ပစ္စည်းတခြားနိုင်ငံမှာသွားဝယ်လို့မရအောင်ဆိုတော့မှဝယ်လို့ရတဲ့ feeling လေးပေါ့နော်အဲအဲ့လေးတခုပေးချင်တာဆိုတော့အဲမှာဆိုရင်အဲ high school ပဲဖြစ် you are အဲ့ဒီတည်းပဲဖြစ်ဖြစ်ဂျန်တဲဦးမမဖြစ်ဖြစ်ပေါ့နော်အဲသူ့ရဲ့ original အိတ်လေးညာစာညီမတခါတည်းထည့်ပြီးအဲအဲ့ဆိုဒီဟာဒီအိတ်လေးနဲ့ငါ shopping ထွက်လာတာပါပေါ့အဲနောက်ဆုံးအဲ့ဒီဟာထိပါအပင်မခံပြီးယူလာဒါရေဆိုလို့ရှိရင်တုံတုံဘယ်သူမှအခုလက်ရှိအခြေအနေဆိုဘယ်သူမှမယူချတော့ဘူးလေ ဆိုတော့ကာကိုဘိုးတွေနဲ့အရန်နေဈေးများတယ်ဆိုတော့ဒီကရောင်းတဲ့ဒီမကုံစိအနေနဲ့ကကြတော့လေဒီ piece တွေကိုသူကထပ်မတိုးခြင်းအဲ့တော့ညီမအဲ့ခါကိုအကုန်ခံလိုက်တယ်အဲ့ piece တွေကိုငါအကုန်ခံလိုက်မယ်ဒါပေမဲ့သူတို့အတွက်ဝယ်လိုက်ရတဲ့ feeling လေးတစ်ခုပေါ့နော်ငါဒီအိတ်လေးပါရရတယ်ဆိုတော့အဲ့လိုမျိုးလေးဖြစ်စေချင်တာအဲ့အဲ့လောက်ထိအာမခံတာပေါ့ brand တော့ဝယ်ပါပြီတဲ့ဒါပေမဲ့ ဟိုဘောနော်တချို့တွေက street wear တွေရဲကြိုက်တာရှိတယ်ဒါပေမဲ့ဒီနိုင်ငံမှာ street wear brand ကိုတခြား brand ကြိုက်တဲ့လူတွေတည်တန့်ရှိကြတယ်ဒါပေမဲ့အာ brand တက်ကိုမှ street wear ရောင်းတဲ့လူဆိုတာကတော့ရှားတယ် ။ဘာလို့ဆိုတော့ဒါကတော့တောင်တန်ရောင်ကတိတ်ပြီး investment မလုပ်ကြဘူး။ဘာလို့လဲဆိုတော့အဲပြောရလို့ရှိရင်အာယုံစူးဆိုင်ကြရတယ်ကိုယ်တိုင်လိုက်ပြီးတော့ရှာဖွေရတယ်တည်ရမ။ဒါတွေကိုတောင်တန်ကိုစီးပွားရေးကြတော့ဒီလူငယ်ဘက်တည်းဒါတွေကိုတိတ်ပြီးပြောရလို့ရှိရင်မအားလေ။ဟိုအထင်များများရောင်းသွားတဲ့ brand မျိုးပဲလက်ကင်နာကြတာများတယ်။အဲအဲ့လိုမျိုးအဲ့လိုမျိုးပေါ့။ ဲ့လိုမျိုးကင်ပြီးတော့ပဲသူတို့ကရောင်းတာအဲတရာနှစ်ရာကင်ပြီးရောင်းလို့ရပစ္စည်းသူတို့ကအမျက်များများကြံမဲ့ပစ္စည်းအဲအဲ့လိုမျိုးအဲညီမကြောင့်အဲ့လိုစဉ်းစားလိုက်တာမဟုတ်ဘူးလူငယ်တွေအတွက် fashion အတွက်ကိုကိုယ်တိုင်းလည်း fashion ကိုချစ်တယ် fashion ကိုကြိုက်တယ်အဓိကတော့အကုန်လုံးကိုကိုယ်လိုမျိုးပဲ fashion တွေပဲဖြစ်စေချင်တာအဲညီမတို့ပေါ့နော်ဒီ Amsterdam brand က fashion sign လေးကိုပေါ့နော်ညီမဒီ6ရက်နေ့စာတမ်းလေးနေ့မှာစတင်ဖွင့်လှစ်ထားပါတယ်လို့ပြီးတော့ဒီ sign လေးကိုညီမတို့ဒီ39လမ်းအောက်ဘလောက်ပေါ့နော်ကြောက်တရားမျိုးနေရမှာ အအမှတ်66ပေါ့နော်အဲ့မှာဖွင့်လှစ်ထားပါတယ်ပြီးတော့ဒီနေ့လာပြီးတော့အလာရောက်ဝယ်ယူမယ်ဆိုလို့ရှိရင်ညီမတို့သုံးသိန်းဖို့ပြေးလို့ရှိရင် lucky week cancel မဲ့လဲ lucky week လေးလဲလှည့်လို့ရမှာပါအ lucky ဘလားမပါ cancel မဲ့လေးပေါ့နော်အားကြောင့်ဒီနေ့လာရောက်ပြီးတော့ကြီးရှုလို့ရပါတယ်လို့